အားလုံးပဲမင်္ဂလာပါ Cooking is the football show အနေနဲ့ကြိုဆိုပါရစ် BBC ရဲ့ Transfer Gossip ကဏ္ဍမှာပေါ်ပြထားတဲ့အပြောင်းအရွှေ့သတင်းတွေကိုကျွန်တော်တို့ထပ်ပြီးတော့ချင်းကပ်ကြည့်လိုက်ရအောင်ပထမဆုံးတင်ကတော့ Football Insider ကပေါ်ပြထားတဲ့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျ Liverpool တင်ကအခုနေရာဒီမှာတိုက်စစ်မှုတယောက်ကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြီးပေါန်တန်းတရာကျော်အသုံးပြုနိုင်တဲ့အနေအထားမှာရှိနေပြီ တို့အတင်အသက်25နှစ်အရွယ်ယူရုဂွိုင်းတိုက်စစ်မှုဒါဝင်နူးညက်စ်ကိုထွက်ခွာခွင့်ပေးဖို့ရှိနေတယ်လို့သိရပါတယ်။တည်င်းတစ်ခုနဲ့တစ်ခုဟာဆက်ဆက်နေတာပါ။ကျွန်တော်တွေရဲ့ဒီရူမာစတီကိုသုံးသက်နေတာအလကားသုံးသက်နေတာမဟုတ်ပါဘူး။ဒီတည်င်းတွေရဲ့ဖြစ်နိုင်ဤမဖြစ်နိုင်ဤပေါ်အခြေခံပြီးနောက်တက်လာမယ့်ကောလာဟလာတည်င်းတွေနဲ့ပြန်ဆက်ဆက်ချင့်ချိန်စဉ်းစားမယ်ဆိုရင်တည်င်းတွေကဟိုအဖြစ်ပေါ်တယ်ဗျာ။ဒီကလေးကြာရင်လည်းမဖြစ်သွားတဲ့တည်င်းတွေတော့ရှိတာပေါ့နော်။ထားပါ။အဲ့တော့ လီဗာပူးဒီနွေရာသီပြောင်းရွှေ့ကာလမှာနံပါတ်1ခေါ်ယူဖို့ကြိုးစားနိုင်တဲ့တိုက်စစ်မှုကအလက်ဇန္ဒားအီဆက်နျူကတ်ဆယ်ကလည်းအီဆက်ကိုရောင်းကိုရောင်းမှာဘာကြောင့်လဲဆိုတော့အီဆက်ရဲ့အသက်အရွယ်နှစ်ရာသီဇက်တိုက်အမြင့်ပြန်နိုင်မှုသည်သူတို့အတွက်ဈေးကောင်းအများဆုံးရတဲ့အချိန်ဖြစ်ပါတယ်။ထားပါတော့ကျွန်တော်ဒီတရာသီအီဆက်ကိုသူတို့ဆက်ထင်းလိုက်မယ်။အီဆက်အဲ့လောက်ဂိုးသွင်းခြင်းမှာတွင်းတော့မှာအဲ့ဒါဆိုရင်သူ့ရဲ့တန်ကြီးကလည်းပြန်ပြီးကျလာနိုင်တယ်။အသက်အရွယ်ကလည်းတစ်နှစ်ကြီးလာတဲ့အတွက်ကြောင့် ်အီးဆက်ကိုပြောင်းရွှေ့ကြီးပေါင်တန်း100ကျော်တွေဘာတွေသူတို့နောက်2025-26ဘောလုံးရတီမှာခေါ်လို့မရတော့ဘူးဆိုတော့သူတို့ကဒီအချိန်မှာအလွန်ဆုံးပဲကျွန်တော်တို့တောင်ဗျာအဲ့ဒီမန်ဂျီတွေတွတ်တက်တာနျူကက်ဆယ်တာဝန်ရှိတဲ့သူတွေမတီးပဲနဲ့မနေဘူးအဲ့တော့ဒီအချိန်မှာရောင်းမယ်ဆိုရင်200သီဇက်တိုက်အီးဆက်ရဲ့ twin goal တွေ goal ပေါင်ဝင်ပတ်သက်မှုတွေကြည့်လိုက် goal contribution တွေကြောက်စရာကြီးအသက်အရွယ်ကလည်းဒါအကောင်းဆုံး prime time ပဲဒီအချိန်မှာထုတ်ရောင်းမယ်ဆိုရင်သူတို့ တောင်းနဲ့တောင်းရှိချေပေါင်တန်း150မရဘူးဆိုရင်တော့ပေါင်တန်း100ပတ်ချလဲဝင်းချင်းရပါလိမ့်မယ်ဒီလိုအခြေအနေမျိုးမှာတစ်ဖက်ကလီဗာပူးကလည်းဒီနေ့ရသည်ဘယ်ကစားသမားအောင်မှာမခေါ်ထားဘူးဖက်ဒရီကိုခြေစားလောက်တော့မပြောနဲ့ဗျာเนาะဒါဖယ်လိုက်တော့ဘယ်ကစားသမားမှာမခေါ်ထားဘူးလို့ပဲထားပါတော့အဲ့တော့တနည်းတို့ကငွေကိုဟိုချွတ်တာနိုင်လိုက်တဲ့သဘောမျိုးဖြစ်သွားတယ်အဲ့တော့နောက်ရသည်မှာ200သီသာပေါင်းပြီးငွေကြေးသုံးဆွဲမှုလုံနိုင်တဲ့အပြင်အသင်းရဲ့ ကစားသမားတွေတဲ့အမှမလိုတဲ့ပိုရှန်နေတဲ့ကစားသမားတွေကိုလည်းရောင်းထုတ်မှုကနေပြောင်းရွှေ့ကြီးတွေရနိုင်သေးတယ်သူတို့လောက်ခပမာဏတွေရောချမှုတွေရှိနိုင်သေးတယ်အဲ့ဒီအမောက်ပမာဏကြီးရဲ့လီဗာပူးအတွက်အများကြီးပဲဗျနောက်ပရီးမီးယားလီဂ်မှာဘိုဆွဲမယ်ဆိုရင်လည်းသူတို့စုချင်းငွေအမောက်ပမာဏတွေကမနေမနှော့ရအောင်ပဲဆိုတော့လီဗာပူးအသင်းတွေတိုက်စစ်မှုတယောက်အတွက်ပေါင်တန်းတရာကျော်သုံးနိုင်တယ်ဆိုတာကျွန်တော်တို့လုံးဝဖြစ်နိုင်ခြင်းရှိရလို့ထင်တယ်ဘယ်တိုက်စစ်ကစားသမားလဲဆိုတာအတိအကျမသိသေးဘူးဆိုပေမဲ့ လက်ရှိ modern ဘုံလောကမှာတိုက်စစ်မှုကောင်း war class ဝင်တဲ့တိုက်စစ်မှုတယောက်ပြပါဆိုရင်တော့ပြတော်တော်လေးခက်တယ်လက်ငါးချောင်းလောက်ပဲရှိမယ်ပေါ့နော်တချို့တိုက်စစ်ကစားသမားတွေကလည်းအသက်အရွယ်တစ်ခုရကျသွားတာကြီးရှိမယ်ထားပါတော့ဗျ Lewandowski လို့အထောင်တိုက်စစ်မှုကောင်းပေါ့အဲ့တော့ Arlen Haaland, Isak, Vida Jorgic စတဲ့ကစားသမားတွေပဲပတ်ချလဲရိုက်နေတယ်ဒီချိန်မှာတက်တေပြထားပြီးသားကစားသမားကတော့ ရီးမီးယားလိမှာဆိုအလက်ဇန္ဒားအီးဆက်ပေါ့ဗီတာယောဂီယက် EPL ကိုရောက်လာမယ်ဆိုရင်တော့အစင်ပြေကြီးမပြေကြီးကျွန်တော်မသေးကြဘူးယောဂီယက်ကအင်္ဂလန်မြန်မာတော့ကစားခဲ့ဘူးလေဒါပေမဲ့ Coventry အတင်းမှာကစားခဲ့ဘူးတာပါချန်ပီယံရှစ်မှာပဲစော့ခဲ့ဘူးတယ်ပေါ့ဗျာထားပါတော့ပြောချင်တာအီးဆက်ကိုပေါင်တန်း150မဟုတ်ရင်တော့မှပေါင်တန်း100ဝင်းကျင်လောက်နဲ့လီဗာပူးတင်တတရာလေးကောက်အောင်နိုင်တယ်ဒါဝင်းနူညက်စ်ကိုရောင်းမယ်ဆိုရင်လည်း နူးညက်စီရရမယ့်အမောက်ပမာဏသည်အနည်းဆုံးပေါင်တန်း450ပတ်ချလဲပမာဏလောက်တော့ရှိသေးတယ်နောက်ထပ်ပေါင်တန်း90လောက်စိုက်ပြီးအီဆက်ကိုခေါ်လိုက်မယ်ဆိုရင်လီဗာပူးတင်းရဲ့တိုက်စစ်ပိုင်းဟာအတော်လေးကြောက်စရာကောင်းသွားမှာပါဒါအပြင်ကစားသမားရဲ့လူအင်ကလည်းလီဗာပူးကိုရွေးချယ်နေတဲ့သတင်းမျိုးတွေကြားထားတဲ့အတွက်ကြောင့်လီဗာပူးဖန်တွေအနေနဲ့ဒီနှစ်နွေရာသီမှာအီဆက်နဲ့ပတ်သက်ပြီးရင်ခုန်စရာကောင်းနေပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ Coach of Site ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ် IS အသင်းရဲ့နောက်ခံကစားသမားကျွန်တော်မနေ့ကစပိန်နဲ့ကစားခဲ့တဲ့အချိန်နော်ထုတ်ပယ်ခံခဲ့ရတဲ့ဟာတူပေါ့ဗျာအဲ့တော့ဟာတူလူချင်းနေတဲ့ကလပ်တွေကအများကြီးပဲ Arsenal Liverpool Chelsea စတဲ့အသင်းတွေကဒီကစားသမားကိုအပြိုင်ဆိုင်လိုက်နေတဲ့အပြင်အခုနောက်ဆုံး Real Madrid အသင်းကလည်းဒီကစားသမားကိုစိတ်ဝင်စားလာတဲ့အတွက်ကြောင့်အပြိုင်ဆိုင်ရှင်ပြိုင်ရဖို့ရှိနေတယ်လို့ဖော်ပြထားတာပါဆိုတော့ဟာတူကလည်းယူဆန်နီးတူပဲတကယ်ကိုကောင်းတဲ့ကစားသမား ဟာတိုကအရင်ပေါ်တာယူဇန်ကတော့ဒီနေ့ဘောလုံးရသည်မှာတက်တာပေါ့ဗျာထားပါတော့အဲ့တော့ဟာတိုဒီသူက CB တနေရာမှာသာမကပဲနဲ့အဲ့လိုစိုက်ဘက်ဒီမှာပါထွက်ပြီးကစားနိုင်တယ် dash ရဲ့နောက်ခံလူတွေကအဲ့လိုပုံစံတွေအများကြီးပဲဒါတင်းမားဆိုရင်လည်းအတိုင်းပဲ CB ရောစိုက်ဘက်ရောထွက်ကစားနိုင်တယ်ဟာတိုကတော့အရန်မောင်းပုံမြင့်ပြီးတော့အသက်အရွယ်ပုံငယ်တဲ့အတွက်ဘယ်လိုပြောမလဲဝဲချင်တဲ့ club တွေပို့ပြီးတော့များတယ်ဟာတို့သုံးဆွဲရမယ်ငွေကြေးအမောင်းပမာဏကလည်းအများကြီးမဟုတ်ထိုက်တဲ့အလျောက်ပဲသုံးဆွဲရမယ်အဲ့တော့ ဟာတိုရဲ့ရွေးချယ်မှုတည်တာလည်းအဓိကဖြစ်တယ်ကျွန်တော်တို့ရှေ့ပြေးကြားထားတဲ့သတင်းတွေမှာတော့ဟာတိုကလီဗာပူးအသင်းနဲ့ပို့ပြီးတော့နီးဆက်ပါတယ်အာစနယ်ကတော့ပွင့်လင်းပြောရင်နောက်ကန်ကစားသမားတယောက်တည်းပြောင်းရွှေ့ကြီးအများကြီးတုံးစရာမလိုတဲ့အခြေအနေသူတို့မှာဂေဘရီယယ်နဲ့ဆလီဘာတကယ်စီဘီကစားသမားကောင်းနှစ်ယောက်ရှိထားတာရယ်။နောက်စိုက်ဘက်ကစားသမားကောင်းတွေရှိထားတာရယ်။အဲ့လောက်အသေးအံမလိုဘူး။တိုက်စစ်မှုကောင်းတယောက်ကိုပဲအာဆင်နယ်ပို့ခေါ်ဖို့လိုလိမ့်မယ်။ချယ်ဆီကတော့ဟာတိုကိုလိုပေမဲ့အားလုံးနဲ့သိတဲ့အတိုင်းပဲ ်ချယ်ဆီဒီကစားသမားဘောင်းစုံနဲ့တင်းထွက်တဲ့အတွက်ကြောင့်ကျွန်တော်တွေကချယ်ဆီပြိတ်သက်တာဖြစ်တာဘယ်ကစားသမားဘယ်ဟိုရောက်နိုင်မဲခမန်းလို့ကိုမလွယ်တော့ဘူးဆိုတော့နောက်တစ်သင်းကတော့ Liverpool ပေါ့နော် Liverpool ကဂူဟီနဲ့တင်းကြားထားရတယ်အခု Harto နဲ့လည်းတင်းထွက်တော့နှစ်ယောက်စလုံးလည်းဖြစ်သွားနိုင်တယ်ဒီနေ့မှတစ်ခုပြောစရာရှိရယ် Real Madrid ချယ်ဆီနဲ့အတူတူပါပဲနောက်ကကစားသမားတွေလိုအပ်နေတဲ့အချိန်မှာဒီသင်းကတော့ကစားသမားမျိုးစုံနဲ့တင်းထွက်မှာပဲအဲ့တော့ကြောင့်ဟာတိုရဲ့ရွေးချယ်မှုတည်တာလည်းအဓိကဖြစ်ပါတယ်ကျွန်တော်ညီကိုတွေရောဟာတိုဆိုဘယ်အသင်းနဲ့လိုက်ဖက်မယ်လို့ထင်ပါတယ်ခင်ဗျ ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဂျာမန်ဘက်က Bit ကပေါ်ပြထားတာပါ Manchester United အသင်းက Borussia Dortmund နဲ့ Germany ကွင်းလှည့်ကစားသမား Felix Nipcha ကို ပေါင်တန်း40ဝင်းကျင်နဲ့ခေါ်ယူဖို့မျှော်လင့်နေပါတယ်ဒီအသက်24နှစ်အရွယ်ရှိတဲ့ကစားသမားကလည်း Dortmund အသင်းကနေပြောင်းရွှေ့ခြင်းနေရလို့သိရပါတယ်ခင်ဗျ Dortmund ကတော့လူယောင်းလူဝယ်အသင်းပေါ့နော် Leverkusen တို့ပါလည်းအတူတူပါပဲအဲ့တော့ Nipcha က Man City ရဲ့လူငယ်စီမံကိန်းကထွက်တဲ့ကစားသမားတစ်ယောက်တိုးတော့ လူငယ်စီမံကိန်းကသာထွက်လိုက်တာပါ။ပရီးမီးယားလိမှာအခြေသွင်းတွေပြပြီးအောင်မြင်သွားရတော့မဟုတ်ဘူး။ပြောချင်တာမန်စီးတီးရဲ့လူငယ်စီမံကိန်းကထွက်တဲ့ကစားသမားတွေဒီအနေထားတကယ်ရှိတယ်။အဲ့ဒီကြောင့်နစ်ချာလိုကစားသမားကိုလည်းကျွန်တော်ရ short တော့လို့မရဘူး။ပရီးမီးယားလိမှာအောင်မြင်ကောင်းအောင်မြင်နိုင်တယ်။မန်ယူနိုက်တက်အသင်းကတော့ချဲစီလိုမျိုးပဲကစားသမားအစုံနဲ့တည်င်းထွက်ပင်မဲ့အခုနစ်ချာနဲ့ပထမဆုံးတည်င်းထွက်လာတာပေါ့နော်။အဲ့နစ်ချာဒီအသက်အရွယ်ရ24နှစ်ရှိပြီဖြစ်တဲ့အတွက်အရင်ကတော့မငယ်တော့ဘူး။ဒါပေမဲ့လည်း ကစားသမားကောင်းတယောက်ဖြစ်တဲ့နစ်ချာကို United အသင်းခေါ်ယူမယ်ဆိုရင်ကွင်းလယ်ပိုင်းမှာဒါမှမဟုတ်လေကွင်းလယ်နဲ့တိုက်စစ်ပိုင်းစုဖွဲ့တဲ့နေရာတစ်ခုမှာအကောင်းဆုံးအဆင်ပြေအောင်ကစားပေးနိုင်မယ်လို့ထင်တယ်။တိုးတော့အစောပိုင်းသတင်းတွေဖြစ်တဲ့အတွက်ကြောင့်ဒီသတင်းတွေပေါ်မှာတော့ကျွန်တော်တွေကအတီးပြုတ်ဖို့ခက်ခဲနေပါသေးတယ်ခင်ဗျာ။ကဲကျွန်တော်နောက်ဆုံးသတင်းတွေဘုတ်ကိုဆွေးနွေးအောင်ခင်ဗျာ။ဒီသတင်းကိုတော့ Coach of Side ကဖော်ပြထားတာပဲဖြစ်ပါတယ်။ Liverpool နဲ့ပတ်သက်တဲ့သတင်းမှာတနေ့တွေကဒီသတင်းတက်လာတာပါ။အခုလဲနှစ်ရက်မြောက်ရှိပြီထပ်တက်လာတယ်ပေါ့နော်။ Liverpool ကအခုနှစ်ຫນွေရာသီမှာ လိုက်ပစ်အသင်းရဲ့ကွင်းလေကစားသမားဇာဗီဆိုင်မွန်စ်ကိုပေါင်68သန်းယူရိုသန်း80နဲ့ခေါ်ယူမဲ့အခွင့်အရေးရှိနေတဲ့အတွက်ကြောင့်အချိန်မြင့်လှုပ်ဆောင်မှုရှိနေတယ်လို့သိရပါတယ်ခင်ဗျဇာဗီဆိုင်မွန်ကလုံးဝခေါ်တဲ့ကစားသမားလီဗာပူးသင်းရဲ့ကွင်းလေမှာလည်းအဲ့လိုမမချာချာဆော့နိုင်မဲ့ကစားသမားတစ်ယောက်လိုတယ်ဗျအခုမက်ကလစ်စတာရဲ့ဒိုမီနစ်ဆိုဘူဇလာရဲ့ရိုင်ဂရဗင်ဘက်တို့ရှိပေမဲ့လည်းဇာဗီဆိုင်မွန်မှာထည့်ပေါင်းလိုက်တဲ့အခါကျရင် ပို့ပြီးတော့ Liverpool ကွင်းလယ်က strong ဖြစ်သွားလိမ့်မယ်အဲ့တော့ Dominic Szoboszlai ဒီအခုချိန်မှာပိုယုံပေးနေရပေမဲ့ Xavi Simon လိုယုံအားကောင်းတဲ့ကစားသမားတစ်ယောက်ပါလာတဲ့အခါကျရင်နီးပြအာနာစလော့အနေနဲ့ဘသူ့ကိုပွဲတော်ခွင့်တနေရပေးမလဲကြိုက်တဲ့လူကိုပေးလို့ရတယ်ဒီကစားသမား၄ယောက်ကိုပြိုင်ခိုင်းထားလို့ရတယ်အခုချိန်မှာဗျာ Ryan Gravenberch က deep နေရာမှာကစားနေရပေမဲ့ McAllister ကလည်းဒီခါလေးကျရင်ဝင်ဆော့ပေးနေရတယ်အဲ့တော့ Xavi Simon ပါ ကျွန်တော် CMDM ပုံစံမျိုးဝင်ဆော့လိုက်တဲ့အခါမျိုးဆိုရင်ရွေးချယ်စရာများသွားမယ်ပြိုင်ဆိုင်မှုပိုပြီးပြင်းထန်သွားမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ Liverpool တင်းခေါ်ဦးတင်းတဲ့ကစားသမားတွေကတော့အများကြီးပါ Liverpool ကလည်းနိုင်ရာဒီသာလောက်ငွေကြေးတုံးဆွဲမှုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်တည်င်းထွက်တဲ့ကစားသမားတိုင်းကိုခေါ်ဦးနိုင်ခြေရှိပါကြောင်းတုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်ကြည့်ပေးခဲ့တဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ